ားလုံးပဲမင်္ဂလာပါဒေါက်တာကတော့အလှပရေးရဆရာဝန်ဒေါက်တာဂျန်နီပါ အဲဒီနေ့တောင်တာပြပြချင်တဲ့အကြောင်းကတော့ WhatsApp အမရွေးဂျိုက်ခွဲ Agnes ကအကြောင်းပဲဖြစ်ပါတယ်ရှင် WhatsApp အမရွေးဂျိုက်ခွဲ Agnes ကဆိုတာလူတိုင်းနဲ့ Univitas Skin Problem တခုပဲဖြစ်ပါတယ်ရှင်အခုကဒီ Agnes ကကဘလိုမျိုးစဖြစ်ပေါ်လာတာလဲဆိုတော့တောင်တာပြပြချင်ပါတယ်အဲဘလိုစဖြစ်ပေါ်လာလဲဆိုတော့ရောင်ရမ်းမှုကြောင့်မလို့ WhatsApp ဖြီးဖူးလေးပေါက်တဲ့အခါမျိုး WhatsApp breakout ဖြစ်တဲ့အခါမျိုးတွေမှာဆိုရင် collagen protection တွေက imbalance ဖြစ်ပြီးတော့မှ tissue တွေက ဖြစ်စီတာတွေအတွက်ကြောင့်မလို့ဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့ genetic ပေါ့နော်မျိုးဗီဇကြောင့်ဝတ်ချံဂျိုက်ခွက်လေးအမာရွက်လေးဖြစ်လွယ်တဲ့လူမျိုးလေးမှာဆိုရင် ပိုဖြစ်တတ်ပါတယ်။နောက်တစ်ချက်ကကြောင့်နေအောင်ချီကြောင့်မလို့ဒီနေအောင်ချီကြောင့်မလို့မဲဆက်လို့အမာရွက်ဂျိုက်ခွက်လေးကိုပိုထင်းစေတာမျိုးဖြစ်တတ်ပါတယ်။နောက်တစ်ချက်ကကြောင့်ဝတ်ချံကိုလက်နဲ့ကုတ်တာချစ်တာဖဲ့တာမျိုးဖြစ်လောက်တဲ့အတွက်ကြောင့်မလို့ဝတ်ချံအမာရွက်ဂျိုက်ခွက်ကျန်တာမျိုးဖြစ်တတ်ပါတယ်ရှင်။ ေးအဲ့ဆိုရင်ဝတ်ချံအမရုပ်ကိုမဖြစ်စေဖို့တော့ကတော့ကာကွယ်ဖို့ကတော့အရေးကြီးရဲ့ပေါ့နော် အရင်ဆုံးဘယ်လိုမျိုးကာကွယ်ရမှာလဲဆိုရင်တော့ဝတ်ချံဆက်ဆက်ပေါက်ခြင်းခလေးရာနဲ့ဟိုမျက်နှာကို channel cleanser ကိုပြောင်းတုံးပေးရမယ် channel cleanser ပြောင်းတုံးပေးရမယ်ပြီးရင် moisturizer ကိုလည်း NAN Comito Genic moisturizer ကိုရွေးချယ်ပြီးတော့မှတုံးပေးရပါမယ်နံပါတ်3တစ်ချက်အနေနဲ့ကတော့ ဟိုဆေးလေးလေးလိမ့်ပေးလို့ရတာပေါ့နော်ဆေးလေးလိမ့်လို့ရှိရင်ပန်စောပေါအောင်ဆိုင်လို့ဆလစ်ဆလစ်အက်ဆစ်လို့ရက်တီနိုက်အုပ်စုလေးလေးသုံးပေးလို့ရပါတယ်အင်းနေအောင်ချီထွက်တဲ့အခါမျိုးလေးအပြင်ထွက်တဲ့အခါမျိုးလေးလို့ရှိရင် sun cream spf အနည်းဆုံး30 plus ကိုရွေးချယ်သုံးဆွဲလို့ရပါတယ်။နံပါတ်5တစ်ချက်အနေနဲ့တော့မျက်နှာကိုလက်နဲ့ကုတ်တာချစ်တာမျိုးတော့ရှောင်ကျင်ပေးရပါမယ်ရှင်။ treatment အနေနဲ့ကတော့အမရွက်လေးပါဖို့အတွက် AHA PHA ပါတဲ့ skin care တွေနဲ့ exfoliate လုပ်လို့ရပါတယ် brightening အတွက် vitamin C ရန်ရွေးချယ်အသုံးပြုလို့ရပါတယ်အမရွက်လေးတွေပါဖို့အတွက်ဆိုရင်တော့ retinoid ပါတဲ့အုပ်စုလေးတွေလိမ့်စေးလေးတွေလိမ့်ပေးလို့ရပါတယ်ရှင် ဝါချန်အမာရအမျိုးစားနဲ့ skin type ကတယောက်နဲ့တယောက်မတူညီတဲ့အတွက်ကြောင့်မလို့ကုတာပုံနဲ့ပျောက်ကင်ပုံနဲ့ကမတူညီနိုင်တာကြောင့်မလို့ဆရာဝန်နဲ့တေချာတိုင်ပင်ဆွေးနွေးတင်ပါတယ် ဒေါက်တာတို့စီခံမှာဆိုရင်ဝက်ချံအမာရုတ်ကုတာဖို့အတွက်အဲ treatment တွေအများကြီးရှိပါတယ်ရှင်။ဘာလို့လဲဆိုတော့ chemical peeling, fractional CO2 laser therapy, rejuvenance scar treatment, PRP, exosome အစရှိတဲ့ကုထုံလေးတွေနဲ့ကုတာလို့ရပါတယ်ရှင်။ဒီကုထုံလေးတွေအတေးအတေးစိတ်ကိုတော့နောက်ဗီဒီယိုလေးမှာကြည့်ရှုအားပေးပါအောင်နော်။